မင်္ဂလာပါရှင်ကျမတို့ channel ကနေနောက်ဆုံးရရှိထားတဲ့သတင်းသစ်များကိုတင်ဆက်ပေးပါရောင်းမယ်ပထမအဆုံးတောင်တာမင်းကံရွာနီးရှိတံငွေပိုက်လိုင်းစောင့်နေသောရဲများကအမျိုးသမီးတို့ကိုဖမ်းဆီးခေါ်ဆောင်ပြီးအတ္တမပြုခြင်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းတောင်တာမျိုးနယ်မင်းကံရွာနီးရှိတံငွေပိုက်လိုင်းစောင့်နေသောရဲများကအမျိုးသမီးတို့ကိုဖမ်းဆီးခေါ်ဆောင်ပြီးအတ္တမပြုခြင်းခဲ့ကြောင်းဒေသရင်းသတင်းရင်းမြစ်ကပြောဆိုပါရယ်စက်တင်ဘာလ9ရက်ညနေ6နာရီခန့်တွင်မင်းကံရွာဘိုးဘွားဂိတ်အနီးရှိတရုတ်တံငွေပိုက်လိုင်း ဆောင်နေသောရဲများကမင်းကန်ရွာမှာအသက်20ရွယ်အမျိုးသမီးတို့ကိုဖမ်းဆီးခေါ်ဆောင်သွားပြီးအထမပြုကျင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။ အတမပြုချင်းခံရသောအမျိုးသမီးသည်ရင်းနှီးညနေပိုင်းအလုံးမှပြန်လာပြီးရေခက်စင်းချင်းတေဥပိုက်လိုင်းဆောင်နေသောရဲများကစစ်ဆေးစရာရှိသည်ဟုဆိုကဖမ်းဆီးခဲ့ပြီးနောက်အတမပြုချင်းကစက်တင်ဘာ၈ရက်မနက်ပိုင်းမှာပြန်လွတ်ပြီးခဲ့ကြောင်းသိရပါသည်ထို့သောအတမပြုချင်းခဲ့သောဖြစ်စဉ်နှင့်ပတ်သက်ပြီးတောင်တာမြို့ရဲစခန်းတွင်အမှုဖွင့်လှစ်ထားတော်လဲလက်ရှိချိန်ထိအရေးယူဆောင်ရွက်ခြင်းမရှိသေးကြောင်းသိရပါသည် စက်တင်ဘာ9ရက်နေ့ညနေ6နာရီလောက်ကဘိုးဘွားကိတ်အနီးမှာရှိတဲ့တရုတ်တံခွေပိုက်လိုင်းဆောင်နေတဲ့ရဲတွေကမင်းကန်ရွာကအသက်20ရွယ်အမျိုးသမီးတူကိုစစ်ဆေးစရာရှိတယ်ဆိုပြီးဖမ်းဆီးတာည9နာရီမှာပြန်လွတ်မယ်ပြောပြီးမနေ့ရောက်တဲ့အချိန်မှာအဓမ္မပြုချင်ပြီးပြန်လွတ်တယ်လို့သိရတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတောင်တာမျိုးရဲစခန်းမှာအမှုဖွင့်လှစ်ထားပေမဲ့လက်ရှိချိန်ထိအရေးယူဆောင်ရွက်တာမရှိသေးဘူးလို့သိရတယ်ဟုဒေတာရင်းသတင်းရှင်မြစ်ကပြောပါရတယ်။ အလာဒုစက်တင်ဘာ၁၀ရက်နေ့ကစတင်ပြီးမလိုင်မြို့ဘက်မှလာရောက်ရင်းတောင်တာမြို့နယ်ရုံးစီကြီးရွာမှာတက်ဆွဲထားတဲ့အမြင့်ချံမြို့မှာတီရာရွုံမုံကြီးပြူစောတီများနဲ့မော်ဘီရဲတပ်ရင်းကမှရဲများကချင်းရွာနေအမျိုးသမီး၆ဦးကိုအတ္တမပြုခြင်းခဲ့ကြောင်းသိရပါတယ်။ထို့သောအတ္တမပြုခြင်းပြီးနောက်အမျိုးသမီး၆ဦးကိုဖမ်းဆီးထားကနေတလုံးတွင်ပိတ်လောင်ထားပြီးတချင်းဆိုပြကပြပြောပြခိုင်းကနေစဉ်အတ္တမပြုခြင်းနေကြောင်းသိရပါတယ်။ ။အဆိုပါကျန်းဖက်စစ်ကြောင်းဟာရုံးစီခြေရွာပါဝင်အနီးနားရှိခြေရွာများကိုနေ့စဉ်ဝင်ရောက်စီးနှင်ပြီးပြည်သူပိုင်ပစ္စည်းများကိုခိုးယူခြင်းနေအိမ်များကိုမိရှို့ခြင်းများလည်းလုပ်ဆောင်နေကြောင်းသိရပါဗျ။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့မြောက်ရီမြို့နယ်လေးကေကော်တို့စစ်တပ်ကစစ်ကြောင်းထိုးနေပြီးလက်နက်ကြီးများဖြင့်အဆက်မပြတ်တောင်းလျှောက်ပစ်ခတ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်လေးကေကော်တို့စစ်တပ်ကစစ်ကြောင်း၃ခုဖြင့်စစ်ကြောင်းထိုးနေပြီးလက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်နေကြောင်းကရင်စီရေးသတင်းရှင်မြစ်ကပြောကြားပါရစေ။ ရှနေမနက်9နာရီဝန်းကျင်မှာစတင်၍စစ်တပ်ကမြောက်ရီမြို့နီး၄ကီကော်နေမေထော်တလေးကိုစစ်တပ်ကလက်နက်ကြီးများဖြင့်တောင်းလျှောက်ပစ်ခတ်နေခြင်းဖြစ်ကြောင်းထို့ပြင်မြေပြင်တွင်လည်းစစ်တပ်ကစစ်ကြောင်းများဖြင့်၄ကီကော်ဘက်ကိုဝင်ရောက်လာပြီးဟုသတင်းများရရှိထားကြောင်းကရင်စီရီသတင်းရှင်မြစ်ကရှင်းပြပါရယ်ရှနေမနက်9နာရီမိနစ်40ဝန်းကျင်မှာတော်လန်ရေးတပ်များကလည်းပြန်လည်ပစ်ခတ်မှုရှိနေပြီးစစ်ရေးတင်းမာနေကြောင်းနှစ်ဖက်တိုက်ပွဲများအကြီးအကျယ်ဖြစ်ပွားနိုင်သည့်အခြေအနေရှိကြောင်းသိရပါရယ် ဒီဘက်ကလည်းကောင်တာပြန်ပြင်းနေပြီးနှစ်ဖက်ပြန်လည်ပြစ်ခတ်တဲ့ပုံစံမျိုးရှိနေပြီးတိုက်ပွဲတွေပြင်းထန်နိုင်တဲ့ခလာယာနှစ်ခွန်ကားတွေကနေလက်နက်ကြီးတွေဖြစ်နေတာဟုကရင်စီရီတရင်ရှင်မြစ်ကဆိုပါတယ်အကြမ်းဖက်စစ်တပ်၏လက်နက်ကြီးများဖြင့်ဆက်မပြတ်ပြစ်ခတ်တံများကိုထိုင်းနိုင်ငံမင်းဆောင်မျိုးစဲတိုင်းနိုင်ငံမဲဆောက်မြို့နေဆက်တီကျိန်လောင်စွာကြရကြောင်းမဲဆောက်မြို့နေထိုင်သူများထံကသိရှိရပါသည်